မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရရှင်။မိဘပြည်သူများကိုကျွန်မဒီနေ့မှာသတင်းလေးတစ်ပုဒ်သေးကိုသာသုံးသပ်ပြီးတော့တင်ပြပေးမှာဖြစ်ပါရရှင်။သတင်းကောင်းစဉ်ကြီးကတခုတည်းပဲပေါ့နော်။အဲ့ဒီမှာမှခေါင်းစဉ်ကွဲလေးတွေနဲ့ကျွန်မတင်ဆက်သွားမှာဖြစ်ပါရရှင်။မနေ့ကဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာ NLD ကလူဟောင်းတယောက်ဖြစ်တဲ့ဒေါ်ဆန်းဆန်းမော်ကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေပြီးတော့ Anti ဒေါအောင်ဆန်းစုကြည်905ခွေနဲ့အမှုရင်ဆိုင်နေရတဲ့ထွက်ဆိုချက်တွေကိုတင်ခဲ့ပါရရှင်။ ျမအနေနဲ့ဒီသတင်းလေးမှာခေါင်းစဉ်လေးနှစ်ခုနဲ့သုံးသပ်ပေးချင်ပါတယ်။တစ်ခုကတော့ဒေါ်ဆဆမော်ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ရှင်။သူဘာကြောင့်ဒီလိုတင်ရတာလဲပေါ့နော်။ဒါလေးကျမတင်ဆက်ပေးခြင်းနဲ့နောက်ထပ်တစ်ခုကကြတော့အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ထဲကအကြောင်းအရာတွေဟာဒေါ်ဆဆမော်ပြောတာနဲ့ကိုက်ညီမှုရှိလားမရှိလားဆိုတာလေးကျမသုံးသပ်ပြီးတော့တင်ပြချင်ပါတယ်ရှင်။ပထမဦးဆုံးကဒေါ်ဆဆမော်ကနေပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်တွေနဲ့အတူသူကိုယ်တိုင်ရေးထားတဲ့ post တစ်ခုကိုတင်ထည့်ပါရှင်။ အဲ့ဒီ post scale ကကောက်နှုတ်ချက်လေးတွေကိုလည်းကျွန်မအယုံဆုံးပြောပြပေးပါမယ်။သူရေးထားတဲ့အတိုင်းလည်းကျွန်မဖတ်ပြမှာဖြစ်ပါရှင့်။ဒီနံပါတ်1အချက်ကကြတော့သူရေးထားတာက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတဲ့စစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းယူခဲ့ပါတယ်။ကျွန်မတို့ NLD ပါတီကတော့အောင်ဆန်းစုကြည်အပါအဝင် NLD CEC အဖွဲ့ဝင်အားလုံးဒီပါဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။တိုင်းနဲ့ပြည်နယ်မြို့နယ်တွေမှာရှိနေကြတဲ့ NLD ခေါင်းဆောင်တွေ NLD လွှတ်တော်အမတ်တွေနဲ့ NLD အဖွဲ့ချုပ်အဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်ဆိုပြီးတော့ရေးသားထားပါရှင့်။ ကျွန်မအနေနဲ့ဒေါက်တာဆက်မောင်မေးချင်တာကနိုင်ငံတော်ကနေပြီးတော့အာနာထိန်းသွားတာလားတိန်းသွားတာလားဆိုတာကိုအန်တီအခုချိန်ကြီးမကွဲသေးဘူးလားရှင့်ဒါပြင်ကိုစစ်တပ်ကတိုင်းပြည်အာဏာကို သိမ်းယူခဲ့တယ်လို့ရေးရဆိုတော့အန်တီရဲ့ပြောဆိုချက်ပထမဆုံးတစ်ချက်မှတင်ကို NLD မဲခိုးခဲ့တာကိုအန်တီဘာလို့မရေးထားရလဲရှင့် NLD ကမဲမတမမှုတကယ်လုပ်ခဲ့တယ်ဆိုတော့ဘာကြောင့်ထိန်ချန်ထားခဲ့တာလဲရှင့် အန်တီရိုကိုယ်တိုင်ကနိုင်ငံရေးကိုတကယ်နားမလဲတာလားနိုင်ငံရေးပေါ်မှာမရိုးသားတာလားဆိုတော့ကတော့ကျွန်တော်တို့မေးခွန်းထုတ်စရာလေးကြီးပါပဲရှင်။ကျွန်မအနေနဲ့ဒေါက်တာဆန်းမော်ရေးတာရဲ့ရေးထားတဲ့အထက်ကောက်နှုတ်ချက်ထက်ကတော့နောက်တစ်ခုကျွန်မထပ်ဖတ်ပြချင်တယ်ရှင်။အဲ့ဒါလေးကိုဖတ်လိုက်ပြီးရဲ့အချိန်မှာမိဖတ်ပြီးတော့တမျိုးတမျိုးခံစားရမယ်လို့ထင်တယ်။အဲ့ဒါလေးလည်းကျွန်မတစ်ခါပြပြမယ်ပေါ့နော်။သူရေးထားတာကကြတော့ဒီတောင်ဆန်းစုကြည်ဟိုတဲ့စစ်အစိုးရပေါ့နော်။အမှုပေါင်းမြောက်များစွာနဲ့ဆွဆွဲပြီးတော့ဆွဲချက်တင်ခဲ့တယ်တဲ့။အဲ့ဒီအမှုဆွဲချက်တင်ခံရတဲ့အမှုပေါင်းမြောက်များစွာထဲမှာ NLD နဲ့ NLD ဗဟိုလုံးမှုဆောင်အဖွဲ့တို့နဲ့ပတ်သက်တဲ့အမှုကပုံမှန်95ခါဝေးတစ်ခုပဲပါပါတယ်တဲ့။ဒေါ်ဆန်းစုကြည်အပေါ်ဆွဲဆိုခဲ့တဲ့ကြံတဲ့အမှုတွေကတော့ NLD ပါတီနဲ့ပတ်သက်တဲ့အမှုတွေမဟုတ်ပါဘူးဆိုပြီးတော့ရေးသားထားပါတယ်ရှင့်။ဒေါ်ဆန်းစုကြည်ကိုဆွဲဆိုထားတဲ့အမှုတွေကအကတိမှုကိုလည်းပါတယ်။နိုင်ငံတော်တစ္ဆာဖောက်မှုကိုလည်းပါတယ်ရှင့်။95ခါဝေးလည်းပါတယ်ပေါ့နော်။သူ့ရဲ့ပြောကြားချက်ကတော့ရှင်းပါတယ်။95ခါဝေးရလွဲလို့ရှင့်။ တန်းတန်းမှုတွေအားလုံးကဒေါန်ဆန်းစုကြည်ကြောက်တဲ့လုပ်တဲ့ကိစ္စပေါ့နော်အဲ့တော့ကိုကြောက်တဲ့လုပ်တာဖြစ်တဲ့အတွက်ကိုယ့်အကိုရှင်းလို့မပြောအောင်တမဲပဲရေးထားတာရှင့်ဒေါန်ဆန်းဆန်းမောင်ရဲ့အတွင်းစိတ်လေးကိုတော့ကျွန်မအဲ့နေရာလေးမှာတစ်ဖက်မြင်လိုက်တာပေါ့ရှင့်နောက်ထပ်ရေးသားထားတဲ့ကောင်းတဲ့ချက်တစ်ခုကကြတော့ဒေါန်ဆန်းစုကြည်ကိုပေါ့နော်ငါငါခခွေးနဲ့တရားစွဲထားတဲ့ကိစ္စကိုတဲ့သူကတရက်3လ2021ရဲ့နေ့မှာပဲသိတာတဲ့ဘာကြောင့်သိရလဲဆိုရင်ဒီဇမြူတီတီတရားရုံးကနေပြီးတော့သူ့ဗီဒီယိုကနေတဆင်ပေါ့နော်အမှုနဲ့ပတ်သက်ပြီးပြောတဲ့အချိန်ကျတော့မှငါငါခခွေးနဲ့တရားစွဲဆိုခံရတယ်ဆိုတော့သူကသိတာပါတဲ့ ပထမတော့သူအဲ့ဒါမသိဘူးပေါ့နော်အဲ့လိုသိရတဲ့အချိန်မှာဆိုလဲဘာကြောင့်သူ့ငါငါခါကိုပြုံးမနဲ့တရားစွဲခဲ့တာလဲဆိုတော့လဲသူမသိပါဘူးတဲ့ အမှုရင်ဆိုင်နေရတဲ့အချိန်မှာပါပေါ့နော်ဗီဒီယိုကွန်ဖရင့်ထဲမှာပါလာတဲ့ရဲရဲရဲရရှိတွေကသူကမေးကြည့်လိုက်တဲ့အချိန်ကျတော့မှငါးငါခခွေးနဲ့တရားစွဲဆိုခံရတဲ့ကိစ္စက NLD ကထုတ်ပြန်တဲ့ကြေညာချက်တွေနဲ့သက်ဆိုင်နေဆိုပြီးတော့သူသိရတာတဲ့ဘဲလေးကထုတ်ပြန်တဲ့ကြေညာချက်လဲဘာကြောင့်ကိစ္စပါဝင်လဲဆိုတော့ကိုအနိစုမသိခဲ့ပါဘူးဆိုပြီးရေးသားထားပါရှင့်ကျမအနေနဲ့ဒီညမှာမိဘဗီဒီယိုများသိကြမှာပေါ့နော် NLD ကနေပြီးတော့ထုတ်ခဲ့တဲ့စာကဘာလဲဆိုတာသိကြလဲမယ်ရှင့်ဒေါ်ဆန်းစုကြည်ငါးငါခခွေးနဲ့ညှိသွားရတဲ့စာကို Chain NLD ဆိုတဲ့ NLD Facebook page ကနေပြီးတော့တင်ထားတာဖြစ်ပါရှင့် Paywall တရက်နေမှာတင်ထားဖြစ်ပါတယ်ကျွန်မဖျက်ပြတာအားစာလေးဖြစ်ပါရှင့်အဲ့ဒီစာလေးကိုဖတ်ပြီးရတယ်လည်းဖတ်ကူးပါလိမ့်မယ်ကျွန်မအနေနဲ့အဖတ်သေးတဲ့သူတွေအတွက်နည်းနည်းပြောပြမယ်ပေါ့နော်ပြည်သူတို့ပန်ကြားချက်ဆိုပြီးရေးထားဖြစ်ပါရှင့်အဲ့ဒီမှာရေးထားတဲ့စာရတော့အများကြီးပဲဒါပေမဲ့အဓိကအချက်လေးတွေကျွန်တော်ပြောပြမယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အခွင့်အထားတော်ဆန်းစုကြည်ဤပြည်သူ့ပန်ကြားချက်ဆိုပြီးရေးထားဖြစ်ပါရှင်။ ဒီထဲမှာအဓိကဆိုလိုရင်းရကြတော့ဒီစာကိုတဲ့အများပြည်သူတို့ဖတ်ရှုရတဲ့အချိန်မှာတက်မတော်သည်တဲ့၎င်းတို့ကိုယ်တိုင်ရေးသားအတည်ပြုခဲ့တဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင်လစ်လို့ရှုပစ်ပယ်ပြီးပြည်သူလူထုကြီးကတခဲနဲ့ဆန္ဒမဲပေးပြီးတရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့မိမိတို့လွှတ်တော်နဲ့အစိုးရအဖွဲ့ကိုလည်းဖျက်သိမ်းခဲ့ပါသည်တက်မတော်ရဲ့လှုပ်ရက်ဟာအခုခါမှာအများပြည်သူတို့ရင်ဆိုင်နေရတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကိုဂရုမထားတဲ့အပြင်တိုင်းပြည်ကိုစစ်အာဏာရှင် လက်အောက်ကိုပြန်လဲသွသွင်းဖို့စူးစမ်းရလို့ရဖြစ်ပါတယ်။သို့ဖြစ်ပါ၍တက်မတော်မှအာနာသိန်းချင်းကိုပြည်သူလူထုအနေဖြင့်လုံးဝလက်မခံဘဲတခဲနဲ့ဆန့်ကျင်တုံ့ပြန်ကြပါရင်တိုက်တွန်းလိုက်ပါသည်။ပြည်သူသားနဲ့အဓိကဖြစ်ပါသည်ဆိုပြီးရေးသားထားပါရရှင့်။အောက်မှာတော့ဒေါအောင်ဆန်းစုကြည်ကိုရေးသားထားပါတယ်။ပြီးတော့စာရဲ့ထူးခြားချက်ကပေါ့နော်။အပေါ်ကစာတွေကတော့ကွန်ပျူတာနဲ့စာရိုက်ထားတာဆိုရင်အောက်ဆုံးမှာပါတဲ့စာကလက်ရင်းမူနဲ့ရေးထားရရှင့်။အဲ့ဒီလက်ရင်းမူပိုင်ရှင်ကဘာဘသူလဲဆိုတော့ဥမွေးထိန်တာဖြစ်ပါတယ်။ အထက်ပါတဲ့ပြည်သူတို့ပန်ကြားချက်မှာဒေါအောင်ဆန်းစုကြည်ဤအာဘော်အစ်စ်ဖြစ်ကြောင်းကျွန်ုပ်အသက်နှင့်ရင်း၍တစ္ဆာဆိုတိုင်တယ်ဝန်ပါသည်ဝင်းထိန်ဆိုပြီးတော့ရေးသားထားပါရှင်မိဘပြီလို့မြင်တဲ့အတိုင်းပါပဲ page မှာတင်ထားတာလည်းကျွန်မပြန်ပြပါမယ်ဒီစာဟာတကယ်ထုတ်ခဲ့တာဖြစ်တယ်ဒီစာကိုတာဝန်ခံရမဲ့သူက NLD မဟုတ်ဘူးဆိုတော့မှဥဝင်းထိန်ပဲဖြစ်ပါရှင်ဘာကြောင့်လဲဆိုတော့ဒီစာမှာသူ့ရဲ့နာမည်ပါနေရလေဒီလည်းရေးကသူ့လည်းရေးဟုတ်မဟုတ်ဆိုတာကတော့သူနဲ့နီးစပ်တဲ့သူအသိဆုံးဖြစ်မှာပါရှင် ဒီစာကြောင့်တော့အစမ်းစုကြည်ရဆိုရင်သူတရားစွဲဆိုခံရတဲ့အမှုတွေထဲမှာငါငါခခွေးဆိုတဲ့ပုံမှန်ကပါဝင်သွားခဲ့တာဖြစ်ပါရဲ့ရှင်။ ကျွန်မအနေနဲ့ဒေါက်ဆာဆောင်မော်ရဲ့ရေးသားချက်တွေကိုထပ်မံပြီးပေါ်ပြရမယ်ဆိုရင်ကျွန်မသူရေးထားတာပြသပါပါရှင့်။မိဘပြည်သူများသူ Facebook အကောင့်မှာသွားပြီးတော့ကြည့်လို့ရပါတယ်။ကျွန်မပြောလို့ရှင့်ရှေ့နေမှာဆိုလို့ရှင့်။သူ့ရဲ့ပြောဆိုချက်တွေကတော့ရှင်းပါတယ်။သူ့ရဲ့ဆိုလိုရင်းကတော့တောင်ဆန်းစုကြည်နဲ့ NLD ဟာဆိုရင်အခုလက်ရှိလုပ်နေတဲ့ NUG တို့ CIA page တို့ပေါ့နော် PDF တို့ဒါတွေနဲ့သက်ဆိုင်ခြင်းမရှိဘူး။ NLD party တွေဒီလိုမျိုးအရာတွေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးဆိုတာကိုသူ highlight လုပ်ပြီးတော့ပြောသွားတာဖြစ်ပါရှင့်။ဒါ့အပြင်သူရေးထားတာတွေကတခုကဆိုရင်နေဖုံးလက်တို့အဖွဲ့အားတဲ့ရုပ်မာစွာတဲ့ NLD ပါတီရဲ့တရားဝင် Facebook page နဲ့ဒီဝိတ်ပေါ့နော်ဒီ line ဒီဝိတ် Facebook page နှစ်ခုလုံးကိုတဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းနေဖြစ်တဲ့နေဖုံးလက်နဲ့လွင်ကိုလက်တို့နှစ်ယောက်ကခိုးယူထားရတယ်ဆိုပြီးတော့လေရှင်းသားထားပါရှင့်ဒီချက်လေးကိုမှတ်ထားလိုက်ပါနော်အဲ့လိုခိုးယူပြီးရခါမှဆိုရင် NLD CEC ရဲ့ကြညာချက်အတူတွေကိုဒီ NLD page ပေါ့နော်အဲ့ဒီကနေပြီးတော့ထုတ်လွှင့်နေခဲ့တယ်လုံဆောင်နေခဲ့တယ်ဆိုပြီးသူကပြောကြားထားဖြစ်ပါရှင့် နောက်ထပ်အရေးကြီးရသူပြောထားတာက24ရက်5လ2025ရက်နေ့မှာဆိုရင်တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့က My House မှာပြုလုပ်တဲ့အစည်းအဝေးပွဲမှာလည်းဥဟန်သာမင်းကတရားဝင်ပြောထားပါတယ်တဲ့ CRPH နဲ့ CWC အဖွဲ့တွေက NLD ပါတီနဲ့မသက်ဆိုင်တဲ့အကြောင်းပြောထားတယ်တဲ့အဲ့ဒီလှုပ်ဆောင်ချက်တွေက NLD ပါတီနဲ့မူဝါဒနဲ့ဟိုမကိုက်ညီဘူးပေါ့နော်အဲ့လိုရှင်းရှင်းလင်းပြောသွားပါတယ်တဲ့ပြီးတော့ NUG CRPH ကလုံနေရလက်နက်ကင်တော်လန်ရေးကလည်း NLD ပါတီပါတီနဲ့လုံးဝမပတ်သက်ပါဆိုပြီးပြောထားပါတယ်တဲ့ပြီးတော့ဥဟန်သာမင်းအနေနဲ့အဲ့ဒီအစည်းအဝေးကိုတက်ရောက်လာတာက NLD CEC အဖွဲ့ဝင်တယောက်အနေနဲ့မဟုတ်ပဲနဲ့ CWC အနေနဲ့လည်းမဟုတ်ဘူးတဲ့သူကအစည်းအဝေးပွဲကိုဖိတ်ကြားလို့ဧည့်သည်တဦးအနေနဲ့ပဲတက်ရောက်လာတာဖြစ်တယ်ဆိုပြီးတော့ဦးဟန်သာမြင့်ကတရားဝင်ပြောကြားခဲ့ရတယ်ရှင့်ဦးဟန်သာမြင့်က CWC အနေနဲ့လာလည်းမဟုတ်ဘူးပေါ့နော်အယူချီနဲ့လာလည်းမဟုတ်ဘူး NLD နဲ့လာလည်းမဟုတ်ပဲနဲ့အယူချီက NLD နဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘူးဆိုတော့ကို तू ကဘလို့ခွင့်အာဏာနဲ့ပြောသွားတာလဲရှင့် तू ကတာမန်ဧည့်သည်အနေနဲ့တက်တာလေ NLD ပါတီတဲမှာရှိနေတဲ့သူလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့သူမဟုတ်တဲ့သူက NLD ပါတီကအခြားလူတွေနဲ့ပတ်သက်ခြင်းမပတ်သက်ခြင်းဝင်ရောက်ပြီးတော့အဲ့လိုမျိုး တတ်တည်ပြုပြီးပြောဆိုလို့ရလို့လားရှင်ဒါကတော့ဟာခွက်လေးခုကျွန်မထောက်ပြတာပါနော်သူတို့ဆိုလိုချင်တာက NLD ကအန်ယူဂျီနဲ့လောကမပတ်သက်ဘူးဆိုတာကိုအကြောင်းပြချက်မျိုးစုံတတ်တည်ပြချက်မျိုးစုံနဲ့ဖန်ပြီးနေတာအဲ့ဒီဖန်ပြီးချက်မှာမှဟာခွက်တွေရှိတယ်လို့ကျွန်မထောက်ပြတာပါရှင်ဒါပြင်သူနောက်ဆုံးရေးထားတာကတော့ပြည်တွင်းမှာကြံနေတဲ့ဒေါက်တာမျိုးညွန့်ဒေါက်တာတင်မျိုးဝင်ဦးသိန်းဦးစတဲ့ NLD စီစီအဖွဲ့ဝင်တွေ NLD ဘိုကော်မတီဝင်တွေ NLD တွတ်တော်ကိုယ်စားလှယ်တွေအားတဲ့ကိုပါတီရဲ့ရည်တည်ချက်နဲ့ခိုင်ဥစား မူဝါဒကိုပေါ့နော်ရဲတရင်ပြောတဲ့နဲ့တဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ NLD ပါတီကြရှုံးသွားမယ်တရားခဏ၄ထဲမှာသင်တို့လည်းပါရပေါ့ရှင်အဲ့လိုပြောကြထားပါရှင့်ဒီတော့ဒေါ်ဆန်းဆန်းမောင်ရဲ့ပြောဆိုချက်ကတော့ရှင်းပါတယ်သူက NLD ကိုကဲတင်းကျင်တာ NLD ဆိုတဲ့အရာကိုသူကဲကျင်တာသူကဲကျင်တာတောင်ဆန်းစုကြည်မဟုတ်ဘူးရှင့် NLD ပါတီဆိုတော့သူကဲကျင်တာဒါဆိုရင်သူ့မှာဘယ်လိုရည်ရွယ်ချက်တွေရှိနေတယ်လို့ထင်ပါတယ်ရှင့် တဆက်တည်းကျမအနေနဲ့ဒေါ်စန်းစန်းမော်ဟာဒီလိုမျိုးစကားတွေထုတ်ပြောလာဖြစ်တဲ့အတွက်ပေါ့နော်ဒေါ်စန်းမော်နဲ့ပတ်သက်ပြီးတော့သူပြောတဲ့ဟာလေးပေါ့နော်ကျမအနေနဲ့မိဘပြည်သူများအောင်လည်းတချို့အရာလေးပြောပြတဲ့နေထင်တဲ့အတွက်ကျမဒေါ်စန်းစန်းမော်ရဲ့နောက်ကျောင်းလေးကိုတစ်ချက်လောက်ပေါ်လိုက်ပါအောင်ပဲရှင့်နောက်ကျောင်းဆိုတာကျမအများကြီးမဖော်ပါဘူးနော်2021မှာသူပါရီလုပ်ခဲ့လဲဆိုတာလေးပဲကျမဖော်ပေးပါမယ်ဘာကြောင့်လဲဆိုတော့ဒေါ်စန်းစန်းမော်ဟာဆိုရင် Facebook account သုံးပါတယ်ရှင့်အဲ့ဒီ Facebook account ကိုသူကနေပြီးတော့ 2018ခရဲကတုံးခဲ့တာဖြစ်ပါရဲ့ရှင်2018ခရဲ Facebook အကောင့်စပြီးတုံးခဲ့တယ်ကျွန်မကပြတ်တာထားပါတယ်သူရဲ့ Facebook အကောင့်ဆက်စခြင်း creation လုပ်ထားတဲ့နေ့က Facebook မှာညာလို့မရအောင်ရှင်အဲ့ဒီနေ့ဟာဆိုရင်2018မှာလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်ပြီးတော့ဒေါ်စစမောင်ကပြောထားတာနော် CIA Base Show NUG တို့ကိုဒေါ်စန်းစုကြည်ကလက်မခံဘူး NLD အနေနဲ့လည်း ရင်းဆန်တဲ့လဲဆိုပြီးတော့သူပြောထားတယ်နော်။သူလည်း NLD တယောက်ဖြစ်ခဲ့တာပဲလေ။အဲ့တော့ကျမ2021 February 15ရက်နေ့မှာသူတင်ခဲ့တဲ့ post လေးကိုကျမပြသပါမယ်ရှင်။ဒီဘက်ပြည်လို့မြင်တဲ့အချိန်မှာပဲသူပြတင်ထားတာက CR page ကိုအပြည့်အဝထောက်ခံပါသည်တဲ့။သူကိုယ်တိုင်တင်ထားတာရှင်။သူရဲ့အကောင့်နဲ့ဒီဘက်ပြည်လိုမြင်တဲ့အတိုင်းပါပဲသူ Facebook အကောင့်မှာအခုချိန်ကြီးရှိနေပါသေးရဲ့ကျမတင်ဆက်တာကြားသွားလို့ဖြတ်လိုက်လို့ပြောတော့ဘူးကောနော်ကျမ screenshot တွေပြေဝယူထားရခြင်း ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုတော့သူတင်ထားတဲ့ post ကိုကြည့်လိုက်ပါ2022ခုနှစ်ဇွန်လ24ရက်နေ့မှာတင်ထားတာပါပေါ်လန်မြို့မှာနေထိုင်ကြတဲ့မြန်မာမိဘသူများရှင်နဲ့မနေ့ပြန်စနေနေ့ဇေယျပွဲလေးကိုလည်းအားပေးကြပါအောင်နဲ့သူတို့ပေါ့နော် ODA ဇေယျပွဲတွေကိုအားပေးရင်းနဲ့ PTL လေးတွေကိုကူညီကြပါစို့ဆိုပြီးတော့တိုက်တွန်းပေးရစီရဲဆိုပြီးရေးထားရရှင်အဲ့ဒီမှာမြို့ကပြည်တို့တွေ့ရတဲ့အတိုင်းပဲအလူငွေပေးထားတဲ့အတွက်မှတ်တမ်းတင်ဂုဏ်ပြုသွားလေးပါတယ်နော် ဲ့ဒီကွန်ပျူတာလေးတစ်ခုနှစ်ခုကျွန်မပြမယ်ရှင်အခုပြတဲ့ကွန်ပျူတာကတော့ဥရှင်မောကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့သူတို့ ODA အဖွဲ့ကိုပေးထားတဲ့ကွန်ပျူတာဖြစ်ပါတယ်ရှင်နောက်ထပ်မှတ်တမ်းကွန်ပျူတာဆိုရင်တော်တော်အားဝကောင်းပါတယ်မိဘပြည်သူတို့ကြည့်ကြလိုက်ပါနော်သူတို့ ODA အဖွဲ့ကို NUG ကပေးထားတဲ့မှတ်တမ်းတဲ့ကွန်ပျူတာမှာလက်မှတ်ရေးထိုးတာကလွင်ကိုလက်ဖြစ်ပါတယ်ရှင်လွင်ကိုလက်လက်မှတ်ကြီးနေပါရှင်အော်လို့အန်တီကပတ်လီတယ်နော်အန်တီကရမ်းပတ်လီတာပဲရှင်ပြောတော့အညူဂျီတို့ပါတော့ တောင်ဆန်းစုကြည်ကလက်မခံအောင်ဆိုတောင်ဆန်းစုကြည်ကလမ်းညွန်လမ်းညွန်ကြက်တိုင်းနဲ့လုပ်မယ်ဆို2021မှာ NDCR page တို့ပါလို့ထောက်ခံထားတဲ့ post လေးအရင်လုံးဖြတ်လိုက်ပါအောင်ရှင်နော်ပြီးတော့နောက်တစ်ခုကကြတော့သူတင်ထားတာရှင်ဒီမှာတင်ထားတာပြည်သူတွေကိုပြစ်နေရဲ့ကံကိုပြောင်းပြောင်းဝပြန်လှည့်ပေးဖို့ NUG အစိုးရသက်လာပါပြီတဲ့အဲ့ဒီ post ကိုတူတင်ထားရရှင်နင်တို့ပြစ်တဲ့ကံနဲ့နင်တို့ကိုပြောင်းပြန်လှည့်ပေးဖို့ငါတို့ပြည်သူအစိုးရလာပြီဆိုပြီးသူကိုယ်တိုင်ရေးထားတာရှင်အဲ့သူ့ကောက်မှာတင်ထားတာရှင် ပြီးတော့နောက်ထပ်တစ်ခုကကြာတော့သူ့ရဲ့ဓာတ်ပုံလေးကျွန်တော်ပြသပါမယ်ရှင်လက်သုံးချောင်းလေးထောင်လို့မယ်လက်သုံးချောင်းလေးထောင်လို့ရှင်2021အောက်တိုဘာ14ရက်နေ့မှာတင်ထားတဲ့ပုံဖြစ်ပါတယ်ရှင်နောက်ဆုံးပုံလေးကတော့လောက surprise ပဲရှင်ကြည့်လိုက်ပါအောင်အန်ယူဂျီကိုအပြည့်အဝထောက်ခံတဲ့သူတွေလောက်ကြတဲ့ profile ထိန်းထားတာကိုဒေါ်ဆဆန်းမော်ကနေပြီးတော့2021ခုနှစ် April 30ရက်နေ့မှာလောက်ထားပါတယ်ရှင် NLD တယောက်မှလည်းမယုံရပါလားရှင်ကိုပြောတဲ့စကားနဲ့ကိုလုပ်တဲ့လုပ်ရက်တွေကိုကြိုက်လဲမကြိုက်ပါလားရှင်ဒါကပြည်သူကိုလိန်တာပဲเนาะ တော့ဆဆမ်းမော်ကိုလည်းကျမအနေနဲ့ဒီနေရာနေစကားပါလိုက်ချင်ပါရှင်ရှင်တို့ရဲ့ပြည်သူလိန်နာနည်းနည်းတော့ရက်တန့်သိမ့်ပြီးထင်ပါတယ်ကျမတို့မသိနိုင်လို့ထင်နေရလားရှင်ကျမနိုင်ငံသူတွေကိုတုံးအပြီးတော့ရိုးလို့နေလို့ထင်နေရလားရှင်တော့ဆဆမ်းမော်ရဲ့လှုပ်ဆောင်ချက်တွေဒါကျမ Facebook account တစ်ခုကိုပဲကြည့်ပြီးတော့သုံးသက်ပြီးတော့တက်တည်ရေးဆွဲထုတ်ပေးတာနော်တော်ဆဆမ်းမော်ရဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုသာကျမသိခွင့်ရပြီဆိုရင်တော့ဒီထက်ပိုပြီးတော့ခိုင်မာတဲ့တက်တည်ပြချက်တွေနဲ့တော့မှတော့ဆဆမ်းမော်ရဲ့အတွင်းစိတ်ကိုဖော်ထုတ်နိုင်အောင်မယ်လို့ကျမယုံကြည်ရရှင့် ကဲဒီလောက်ဆိုရင်တော့ဒေါက်ဆန်းဆန်းမောဆိုတဲ့အမျိုးသမီးရဲ့ပေါ့နော်အမူအကျင့်တွေပြောဆိုချက်တွေဟာသူ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့မှန်ကန်လားကန့်ညီမှုရှိလားဆိုတော့မိဘပြည်သူများသိပြီလို့ထင်ပါတယ်။ဒါကြောင့်ကျွန်မပြောတယ်ဒေါက်ဆန်းဆန်းမောကဒေါက်ဆန်းစုကြည်ကိုကဲကျင်တာမဟုတ်ဘူး NLD ကိုကဲကျင်တာသူ့မှာရည်ရွယ်ချက်တစ်ခုကြီးကြီးမားမားရှိနေရဲ့ရှင့်။ဒါကိုဆက်လက်ဖော်ထုတ်ဖို့ကတော့နိုင်ငံတော်ရဲ့တာဝန်သာဖြစ်ပါရှင့်။ကဲဒုတိယပိုင်းဒီမှာတော့ဒေါအောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ပေါ့နော်ဒေါဆန်းမော်တင်ထားတဲ့စာရွက်ကြီးတစ်ခုလုံးကိုကျမတို့ လေ့လာမယ်အချိန်ပိုင်းခြားလေးရောက်လာပါပြီရှင်အဲ့ဒါလေးကျွန်မလေ့လာကြည့်မယ်ဒီနံပါတ်1ကတော့ကျွန်မတို့စစ်ဆိုင်တော့ဖတ်လိုက်တဲ့အချိန်မှာဆိုရင်တောင်ဆန်းစုကြည်ရဲ့ပထမဆုံးစာမျက်နှာပေါ့နော်ကျွန်မပြသထားပါရှင်အဲ့ဒီစာမျက်နှာမှာဆိုရင်တောင်ဆန်းစုကြည်ထွက်ဆိုထားတဲ့အဲထဲမှာမှတ်ပုံတင်နေရမှာမမှတ်မိဆိုပြီးရေးထားရရှင်ပေါ့နော်အဲ့တော့အသက်ကြီးရဲ့သူဆိုတော့လည်းဒါမိကောင်းမိရာလည်းဖြစ်နိုင်ပါတယ်ဘာကြောင့်သူမိရဲ့လို့ထင်လဲရှင်မိဘပြည်သူတို့ဘာကြောင့်သူ့မှတ်ပုံတင်သူမမှတ်မိလို့ထင်လဲရှင်တောင်ဆန်းစုကြည်ရာဆိုရင်မြန်မာနိုင်ငံသားတယောက်ကင်ဆာနဲ့ တရားဝင်မှတ်ပုံတင်ကိုတန်ဖိုးထားခြင်းမရှိလို့မမှတ်မိတာပေါ့ရှင်။ရှင်းပါတယ်အဲ့မှတ်ပုံတင်တမိုင်းကြောင်းလေးကျွန်မပြောပြပါမယ်။ဒေါက်ဆန်းစုကြည်ရဆိုရင်သူ့ကိုပေါ့နော်ဆက်ဆာခြင်းနေရင်ကြိတ်ကျုပ်ချပြီးရနောက်မှာဆိုရင်၃လေးချိန်လောက်နေရင်ကြိတ်ကျုပ်ကနေပြီးတော့လှုပ်ပေးလိုက်သေးရဲ့ရှင်။အဲ့ဒါမိဘက်ပြီးတော့မသိလိုက်မှလားအဲ့တမိုင်းကြောင်းလေးကျွန်မပြောပြမယ်ရှင်။ဒေါက်ဆန်းစုကြည်ကိုပထမဆုံးအကြိမ်နေအကျေကျုပ်ကနေလှုပ်ပေးလိုက်တာက1995ခုနှစ်ဇော်လိုင်လမှာနေအကျေကျုပ်ကနေပြီးတော့အစိုးရကနေလှုပ်ပေးခဲ့တယ် ပြီးတော့သူ့ရဲ့မိသားစုရှိရာအင်္ဂလန်ကိုပြန်လို့ရတယ်ဆိုပြီးတော့အစိုးရပြောတယ်ပေါ့နော်ပြန်သွားမယ်ဆိုရင်မြန်မာနိုင်ငံကိုတော့ပြန်ဝင်လို့မရတော့ဘူးဆိုပြီးပြောတယ်ဒါကြောင့်သူကဆိုရင်နိုင်ငံရဲ့ခြောက်အောင်မပြန်ခဲ့ဘူးရှင့်ဘာကြောင့်မပြန်ခဲ့ဘူးလို့ထင်ပါတယ်အဲ့လိုမျိုးလှုပ်ပေးပြီးရခါမှာဆိုရင်ဒေါန်ဆန်းစုကြည်ကပေါ့နော်သူ့ကိုလှုပ်ပေးတဲ့အချိန်ကြီးတော့ကဆိုရင်3-4ချိန်လောက်ရှိခဲ့တယ်ရှင့်ဒီလိုလှုပ်ပေးတဲ့အချိန်တိုင်းမှာသူကဆိုရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကောင်းရမွန်ရတဲ့လှုပ်ဆောင်ခြင်းမရှိအစိုးရစကားနားထောင်ခြင်းမရှိဘဲနဲ့လှုပ်ချင်ရလှုပ်နေခဲ့တာဒါကြောင့်ပြန်ပြန်ပြီးနေရင်အခြေချုပ်ကြကြသွားခဲ့တယ်ပေါ့နော်တကယ်ဆိုရင် နိုင်ငံဥပဒေအနေနဲ့အရေးယူပြီးတော့အဲ့ဒီကလေးကနေပြီးတော့အရေးယူမှုတစ်ခုခုလုပ်လိုက်ရမှာရှင်သိလားဒါကိုဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုပြီးတော့နိုင်ငံတော်ကလည်းတော်တော်ကိုတတ်ညာပေးခဲ့ပုံရပါရှင်သူ့နေအကျဉ်းချုပ်ပဲထားခဲ့တာပေါ့နော်အလိုလိုက်ခဲ့တော့အမိုက်စော်ပါတာပေါ့ရှင် ဒေါ်အောင်စုကြည်ရဆိုရင်နောက်ဆုံးနေရဲကျဲကျုပ်ကနေလွတ်မြောက်ခဲ့တာက2010မှာလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။2010ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်10ရက်မြောက်မေလ26ရက်နေ့မှာဦးသိန်းစိန်ကနေပြီးတော့ဒေါ်အောင်စန်းစုကြည်ကိုနေရဲကျဲကျုပ်ကနေလွတ်မြောက်ခွင့်ပေးခဲ့တာပါ။ဦးသိန်းစိန်ဆိုတာထက်အဲ့ဒီတုန်းကတက်ခဲ့တဲ့အစိုးရပေါ့နော်။ဦးသိန်းစိန်ရဲ့ USDP ပါတီဦးဆောင်တဲ့အစိုးရပေါ့ရှင်။အဲ့ဒီအစိုးရနေရဲကျဲကျုပ်လွှတ်ပေးခဲ့တယ်။အဲ့လိုလွှတ်ပေးရခါမှာ2012ခုနှစ်ဧပြီလဂျားပြည့်ရွေးကောက်ပွဲမှာဆိုရင် သူကလက်လက်နေတဲ့လွတ်တော်နေရာအတွက်ကိုရွေးကောက်ပွဲဝင်ခဲ့တယ်အဲ့မှာရွေးကောက်ပွဲအောင်သွားတယ်ရှင်ဒါပေမဲ့သူ့ရဲ့မှတ်ပုံတင်အောင်2013ခုနှစ်မှာသူရတယ်ရှင်မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုမြန်မာနိုင်ငံသားမှတ်ပုံတင်2013ခုနှစ်ကျမှလာဝကအရာရှိရသူ့အိမ်ကိုရောက်ရှိလာပြီးတော့သူ့ရဲ့အိမ်မှာပဲမေးမြန်းစရာရှိရမေးမြန်းအချက်အလက်တွေဖြည့်ပြီးတော့မှတ်ပုံတင်လုပ်ပေးခဲ့တာ2012ကိုမြန်မာနိုင်ငံသားမှတ်ပုံတင်မရှိဘဲနဲ့ဒီအမျိုးသမီးကရွေးကောက်ပွဲဝင်ခဲ့တာကိုနိုင်ငံတော်အစိုးရကတော့ခွင့်ပြုခဲ့တာလားရှင်ဒါကြောင့်ပြောတာအလိုလိုက်တော့မိုက်စော်ကားတာလေ မြန်မာနိုင်ငံမှာဒေါအောင်ဆန်းစုကြည်ကိုပါစားပေးပြီးတော့အခွင့်ထူးကံအနေနဲ့နှစ်ပေါင်းမြောက်များစွာထားခဲ့တာပဲရှင်။ဒီအရာတွေကတက်တည်ပြချက်တွေပါပဲရှင်။ဒီတော့ကျွန်မအနေနဲ့ဆက်လက်ပြောကြချင်တာဒေါအောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ပဲဖြစ်ပါတယ်။သူ့ထွက်ဆိုချက်တွေမှာထူးခြားချက်တွေလည်းအများကြီးရှိပါတယ်။ပြီးတော့ဒေါအောင်ဆန်းစုကြည်လိန်လားမလိန်လားဆိုတော့ကျွန်တော်တို့သိရမယ်ရှင်။ ါလေးကိုကျွန်မထောက်ပြပါမယ်နော်သူရေးသားထားတာဆိုရင်တရက်2လ2021ရက်နေ့ပေါ့နော်မနက်၄နိုင်ခွဲလောက်မှာတဲ့သူရဲ့အိမ်ဘိုးချုပ်တယောက်နဲ့အတူတူတက်မတော်သားတွေကင်မရာမှတ်တမ်းတင်ဖို့အတွက်လူနှုတ်ဦးနဲ့အတူရောက်လာခဲ့တယ်ရောက်လာပြီးရဲ့ခါမှာဆိုရင်တောင်စန်းစုကြီးအသုံးပြုတဲ့ iPad ကွန်ပျူတာဖုန်းတစ်လုံးကိုသိမ်းဆီးသွားခဲ့တယ်တဲ့ဒါအပြင်တောင်စန်းစုကြီးအိမ်မှာရှိတဲ့လူတွေအားလုံးရဲ့ဖုန်းကိုလည်းသိမ်းဆဲသွားတယ်လို့သူထွက်ဆိုထားတယ် သိမ်းဆဲပြီးတော့မနက်၄နာရီခွဲမှာသိမ်းသွားတာเนาะသိမ်းဆဲပြီးတော့နနက်၉နာရီရောက်တော့မှအင်တာနက်တွေပြတ်တောက်သွားခဲ့တယ်ဆိုပြီးသူထွက်ဆိုထားရရှင်အဲ့ဒီကနေပြီးတော့ပြင်ပနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်သတင်းစာလည်းမရတော့ဘူးဆိုပြီးတော့ထွက်ဆိုချက်ထမှတိကျရေးထားတယ်မနက်၄နာရီမှာတိုင်လုံးရှိသမျှဖုန်းတွေဆက်သွယ်ရေးပစ္စည်းတွေသိမ်းသွားပြီးရဲ့နောက်မှာမနက်၉နာရီမှာအင်တာနက်ပြတ်တောက်သွားတော့ဒေါန်ဆန်းစုကြည်ကဘယ်လိုသိရလဲရှင်သူထွက်ဆိုချက်ထဲမှာသူပြောထားလို့ကျွန်မပြောတော့เนาะသိလားလီစိန်ပြီးပြောတာလည်းမဟုတ်ဘူးလီစိန်เนี่ยဘယ်သူလဲဆိုတာစဉ်းစားကြည့်ပါအောင်ရှင် ဲ့ဒီမှာတဲ့အဲ့ထွက်ဆိုချက်မှာတဲ့ဒေါန်စွမ်းစုကြည်ဟာကျမတို့ကိုအမြဲတမ်းအမှန်တရားတွေပြောခဲ့ရဲ့လားဆိုတာကိုကျမတော်တော်တန်တရားဝင်သွားတယ်ရှင့်ကျမအနေနဲ့ဒေါန်စွမ်းစုကြည်ရဲ့ထွက်ဆိုချက်ကိုဆက်လက်ဖတ်ပြပါမယ်ရှင့်9ရက်2021ရက်နေ့မှာတဲ့ဗိုလ်ချုပ်ကြီးတယောက်နဲ့ဒုဗိုလ်ချုပ်ကြီးတယောက်လို့ထင်မြင်ရသူလို့ရောက်ရှိလာပါသည်တဲ့ဒီနေရာမှာကျွန်မစမ်းသပ်မိတာကရောက်ရှိလာပါသည်လို့ပဲရေးထားတယ်ဆိုရင်ဘယ်ကိုရောက်လာတာဆိုပြီးသူမရေးထားအောင်ရှင့် ကျွန်မထင်တာတော့ဒီ၉ရက်နေ့လောက်ထိကိုဒေါ်စန်းစုကြည်ကိုထောင်ထဲမထည့်ရသေးဘူးလို့တူပါတယ်။သူ့ရဲ့နေအိမ်မှာပဲထားထားဖြစ်ဖို့တော့များတယ်ရှင့်။ဒီတော့ဆက်ပြီးတော့ဖတ်ကြည့်ရအောင်နော်။ကျွန်မအားတဲ့နေပြည်တော်ရှိအပြေကုန်းအဝိုင်းတွင်ဆန္ဒပြမှုများရှိနေပြီးဝန်ထမ်းများအလုံးမလုံရန်ပိတ်ပင်နေရဆိုပြီးပြောပါတယ်တဲ့။ထို့ကြောင့် NDC စီတွေကိုဗိုလ်ချုပ်ကပေါ့နော်သူယူလာတဲ့စာရွက်တွေပေါ့အချက်လက်တွေဖတ်ပြပါဆိုပြီးသူပြောပါတယ်တဲ့။ဖတ်ပြနိုင်မှုအတွက်လဲဗီဒီယိုနဲ့ NDC စီတွေကိုဆက်သွယ်ပေးမယ်ဆိုပြီးပြောပါတယ်တဲ့။ ထိုနေ့မနက်ကထွက်တဲ့ညရီသတင်းစာ6ရွက်ကိုလည်းပေးပါရယ်။ကျမကလည်းစဉ်းစားမယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက်တဲ့အဆိုပါဘိုးချုပ်ကြီးဒုပိုဒုပိုချုပ်ကြီးလို့ယူဆရတဲ့နှစ်ဦးကပြန်သွားပါရယ်တဲ့။ညမကြမင်းမှုမှာပေါ့နော်။ဒီသူတို့ပထမပေးတဲ့စာရွက်အစားအခြားဆက်ကူတွေကိုလည်းပို့ခဲ့ပါရယ်တဲ့။အဲ့ဒီအသိပို့တဲ့စာရွက်ပေါ်မှာရေးထားတဲ့စာသားတွေကတော့တိတ်ကွာချမှုမရှိပါဘူးတဲ့။ဒါပေမဲ့သူတို့ပေးခဲ့တဲ့ သတင်းစာထဲမှာဆိုလဲဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့ NLD နဲ့ပတ်သက်ပြီးတော့ဘာမှလည်းမပါပါဘူးတဲ့ဒါဘိုးချုပ်ကသူ့ကိုမြောက်ပြီးသတင်းစာပေးသွားပါဘောနော်အဲ့သတင်းစာထဲမှာသူရှာကြည့်ခဲ့ပုံရပါရှင်ဘာမှပါတာသူမတွေ့ရဘူးဘောနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့သူ့ပေးထားတဲ့စာရွက်ထဲမှာဆိုရင်ကြင်ညာချက်တွေမထုတ်ဖို့အတွက်ပါပါတယ်တဲ့အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းမသိရတဲ့အတွက်ပေါ့နော်သူကဆိုရင်စာရွက်ပေါ်ပါမှပါတဲ့စာသားတွေကိုဖတ်ပြစရာအကြောင်းမရှိရတဲ့အတွက်မဖတ်ပြဘူးဆိုပြီးညှင်းလိုက်ပါတယ်ရှင့်ဖြစ်စဉ်ကတော့ ကိုရဲ့နှစ်လမှဆိုရင်ဗိုလ်ချုပ်ကြီးရောက်လာပြီးပြန်ချိန်နေတဲ့သူ့ကိုပြောပြခဲ့တယ်။အဲ့ဒီအချိန်တော့ NLD ကနေပြီးတော့ကျွန်မခုနပြရတဲ့စာလေးဦးဝင်းထိန်ရဲ့လက်ရေးမှုနဲ့ရေးထားတဲ့စာလေးအဲ့ဒီစာထုတ်ပြီးဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ကိုလာပြီးတော့ဒီလိုစာတွေ NLD မထုတ်ဖို့အတွက်လာပြောတာချင်း NLD ဆက်ထုတ်နိုင်မယ်ဆိုအနေရရှိရတဲ့အတွက်ဒေါ်ဆန်းစုကြီးလည်းညှိနှိုင်းတဲ့အတွက်လာပြီးတော့ ့ NLD CC နဲ့ပေးတွေ့ပြီးတော့ပေါ့နော်ဟိုပေးတွေ့ရဆိုရင်ဗီဒီယိုမှတ်တမ်းနဲ့ပေါ့ရှင်ဗီဒီယိုမှတ်တမ်းနဲ့ဒီလိုစားတွေမထုတ်ကြဖို့အတွက်ကျွန်မကြမ်းကြမ်းမမရှိရဆိုရင်အကြောင်းပေါ့ရှင်ဒီလိုပြည်သူနဲ့ NLD C NLD CC တွေကိုသတင်းစကားပါဖို့အတွက်သူ့လာပြီးတော့ညှိနှိုင်းလာရှင်အဲ့လိုညှိနှိုင်းတော့သူကညင်းလိုက်တာဒီတော့ကိုရဲ့လောက်ခရေကနေပြီးတော့ပြင်မှာဘာဖြစ်နေလဲဆိုတော့တောင်အောင်ဆန်းစုကြည်ကောင်းကောင်းသိတယ်ရှင်သိတဲ့အတွက်သူညင်းလိုက်တာဖြစ်ပါရဲ့ရှင် ဒီလိုနဲ့ပဲ NLD ကထုတ်တဲ့စာနဲ့ပတ်သက်ပြီးတော့သူရင်ဆိုင်ရတဲ့အမှုတွေထဲမှာငါငါခါဝေတမှုတိုးသွားတာပေါ့ရှင် NLD ရဲ့လုပ်ရပါပဲရှင် NLD လုပ်ရဖြစ်လာတဲ့အကြောင်းရင်းကလည်းဥဝင်းထိုင်ကနေထုတ်လိုက်တဲ့စာကြောင့်ဥဝင်းထိုင်ကလည်းစာထုတ်တဲ့အချိန်မှာသူ့တက်နဲ့ရင်းမိတော့တော့မှဒေါန်ဆန်းစုကြည်မှာကြက်ချက်ပါဆိုပြီးအာမခံတယ်ဒေါန်ဆန်းစုကြည်ကလည်းအပြင်မှာရှိနေတဲ့အချိန်တွေသိရတာနဲ့အားလုံးကိုထိမ့်မို့အတွက်တက်မတော်ကလာပြီးဘိုလ်ချုပ်တွေကတောင်းဆိုတာတော့မှမလုပ်ပေးခဲ့ဘူးဆိုတော့အရာအားလုံးဇက်ွက်တွေကပေါ်လွန်နေလောက်ပါပြီရှင်ဒေါန်ဆန်းစုကြည်ကဆိုရင်နိုင်ငံတော်ပေါ်မှာစေတနာမရှိခဲ့ပါဘူးရှင် လူတွေဆန္ဒပြဖို့အတွက်ကိုသူလိုချင်ခဲ့တယ်ဆန္ဒပြတောင်းဆိုပြီးတော့ပေါ့နော်လူတွေကအရင်အချိန်နေလို့ပေါ့ရှင်သူအရင်အချိန်တော့ဆိုကုလသမဂ္ဂကပြည်သူတို့ကတောင်းဆိုပေးလို့ရှင်နိုင်ငံတော်အကြေချုပ်ကနေပြန်လှုပ်ပေးလိုက်တဲ့ဖြစ်စဉ်လေးရှိခဲ့တော့သူကအဲ့ဒီဖြစ်စဉ်အတိုင်းပဲပြန်ကြုံမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လူတွေရဲ့အသက်တွေလူတွေရဲ့လုံဆောင်ချက်တွေကိုစတေးခဲ့တာရှင့်ကျမပြောတာကိုမိဘပြည်သူတို့တေချာလေးစဉ်းစားကြည့်ပါနော် အရာအလောင်းချိတ်ဆက်နေတာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်တကယ်မချစ်ခဲ့ပါဘူးရှင့်သူ့ရဲ့ကိုကြိုးအတ္တကိုပဲကြည်ပြီးတော့ဒီလိုစူပုံမှုတွေစာနာပြမှုတွေကနေနိုင်ငံတော်ထိခိုက်သွားနိုင်တယ်ပြည်သူတွေထိခိုက်သွားနိုင်တယ်ဆိုတော့သိရတဲ့သူဟာဆိုရင်အချိန်ကြီးမတားခဲ့တဲ့တရက်ခံတာဖြစ်ပါရှင့်ဒါကြောင့်ဒီငါငါခခွေအမှုနဲ့သူဟာဆိုရင်ပါဝင်ပတ်သက်သွားခဲ့တာဖြစ်ပါရှင့်ဒီမှုစစ်ဆေးတဲ့ခါမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ပြောကြချက်ကလည်းထူးခြားချက်တစ်ခုရှိတယ်ပေါ့နော်။ဟာကွက်လေးခုပဲကျွန်မအားလေးပြောပြပါမယ်။ချဲအန်အန်ဒီနဲ့တဲ့ National League for ပေါ့နော် Democracy ဆိုတဲ့ Facebook page စာမျက်နှာတွေ ਆ တဲ့ Democracy ပေါ့နော်အမျိုးသား Democracy အဖွဲ့ချုပ်ပါတီရဲ့တရားဝင် Facebook စာမျက်နှာမှာဖြစ်တယ်ဆိုရင်တဲ့ဒီစာမျက်နှာဒီထဲမှာပေါ့နော် Share NLD Facebook page ကိုသူကောင်းကောင်းသိပါတယ်တဲ့ National League for Democracy Facebook စာမျက်နှာရှိရဆိုတော့တော့ကျွန်မကောင်းစွာမသိပါဆိုပြီးတော့ပြောထားပါတယ်ရှင့်ဒေါန်စန်းစုကြည်ကထွက်ဆိုချက်ကိုအမှန်ပေးခဲ့လားမပေးခဲ့လားဆိုတာလို့ကျွန်မတက်တည်ပြချက်လေးနဲ့ပြပါမယ် ဒေါက်ဆန်းစုကြည်သိတယ်လို့ပြောတဲ့ Chair NLD page ကဒီ page လေးဖြစ်ပါရှင်1.5 million ရှိပါတယ်ဒီ page လေးကိုဆက်စကြဲထောင်ခဲ့တာကဇူလိုင်31 2020မှာထောင်ခဲ့တာဖြစ်ပါရှင်ဒေါက်ဆန်းစုကြည်မသိဘူးလို့ညင်းထားခဲ့တဲ့သူမရဲ့တပ်ပုံနဲ့ NLD ပါတီရဲ့အလံနဲ့ပေါ့နော်တင်ထားတဲ့ National League for Democracy ဆိုတဲ့ page ကတော့3.3 million ရှိပါရှင်အဲ့ဒီ page ကိုစတင်ထောင်ခဲ့တဲ့နေ့ရက်လေးကိုကြည့်လိုက်ပါအောင်ရှင် February 4ရက်နေ့2017ခရီးကထောင်ထားဖြစ်ပါရှင် 2011ခရဲကထောင်နာခဲ့တာဘာကြောင့်ထောင်နာခဲ့လို့ထင်လဲ2010မှာတောင်စန်းစုကြည်လွတ်လာတယ်ရွေးကောက်ပွဲဝင်မှုအတွက်အစီအစဉ်ရှိရတဲ့အတွက်2011မှာဒီ page ကိုထောင်ပြီးတော့တောင်စန်းစုကြည်အတွက်မဲဆွယ်တဲ့ကိစ္စတွေလုပ်ခဲ့တာဖြစ်ပါတယ်အခုချိန်ဒီ age page က Facebook မှာရှိနေတော့မှာပဲရှင်မိဘပြည်သူတို့မယုံရင်သွားကြည့်ပါအဲ့ဒီ page တစ်ခုလုံးမှာတောင်စန်းစုကြည်ပေါ့နော်ကော်မှုမဲဆန္ဒနယ်မှာရွေးကောက်ပွဲဝင်ကြတဲ့အနေပြီးတော့လုံဆောင်ခဲ့တဲ့လုံဆောင်ချက်အားလုံးကိုနေ့စဉ်နေ့တိုင်းမှတ်တမ်းတင်ထားတာရှင်2011ခရီးရှိနေတဲ့ page ကိုသူကမသိဘူးတဲ့ သူ့လိမ်နာလားအမှန်တမ်းပြောရလားဆိုတာမိဘပြည်သူများစဉ်းစားကြည့်ပါနော်။သူမသိဘူးလို့ယုံတဲ့သူတွေအတွက်လည်းကျွန်မထပ်ပြီးတော့တက်တည်ပြမယ်ရှင်။ကျွန်မခု Facebook account ခုပြသပါမယ်။မိဘပြည်သူတို့မြင်ရတဲ့ Facebook account ကတော့ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ Facebook account ဖြစ်ပါရဲ့ရှင်။အောင်ဆန်းစုကြည်ဆိုတဲ့နာမည်နဲ့ Facebook account ဖြစ်ပါတယ်။2.7 million follower ရှိပါရဲ့ရှင်။အဲ့ဒီမှာ2020 April 1ရက်နေ့မှာဆိုရင် သူတင်ထားတဲ့ post ကိုကြည့်လိုက်ပါရှင့် Facebook ကိုသုံးဖို့စာနာလုံးဝမရှိပါဘူးတဲ့ဒီချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့နည်းနည်းဆန်းဆန်းထိထိရောက်ဆက်သွယ်နိုင်မှုအတွက်သုံးလိုက်ပါတယ်ဆိုပြီးသူကလည်းရေးသားထားပါရှင့်အဲ့ဒါသူ့ရဲ့ Facebook page အကောင့်မှာဖြစ်ပါတယ်အဲ့ဒီအကောင့်မှာထပ်ပြီးတင်ထားတာကိုကြည့်လိုက်ပါရှင့် John July 24ရက်နေ့2020မှာတင်ထားတာဖြစ်ပါတယ်ဒီ Facebook account ကိုတဲ့ COVID နဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြကြပြက်ပြက်ပေါ့နော်ဆက်သွယ်နိုင်မှုအတွက်သုံးတာတဲ့အခုလာစားပန်းအစပြီးရွက်ပွဲဆိုင်ရာစီးမြင့်ဥပဒေတွေအရ ကျမမေဥသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်တွေပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်တဲ့ဒါကြောင့် Facebook page တစ်ခုခွင့်မှုစီစဉ်နေပါတယ်ပါတီကိစ္စတွေရေကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီးပြည်သူများနဲ့ဆက်တွေ့ဖို့ဖြစ်ပါတယ်လက်ရှိအကောင့်မှာရန်ဖန်ရန်ခံကိုပိတ်နဲ့ပတ်သက်ပြီးတော့တင်ပါမယ်ဆိုရေးထားပါရှင် NLD အတွက်ကိုမဲဆွယ်ဖို့အတွက်ပေါ့နော်တောင်ဆန်းစုရေကောက်ပွဲအတွက်ကိုမဲဆွယ်ဖို့အတွက်ကိုဒီဇွန်လ24ရက်နေ့မှာ page အသစ်ထောင်းမယ်ဆိုပြီးပြောထားတယ်ဇွန်လ31ရက်နေ့မှာ share NLD ဆိုတဲ့ page ကဖြစ်ပေါ်လာတယ်ရှင် ဒါကြောင့်ဒေါန်ဆန်းစုကြည်ရဆိုရင်ချဲ NLD page ကိုသူသိတယ်ဆိုတာမှန်တယ်။သူ Facebook လည်းသုံးတတ်တယ်။ချဲ NLD page ကိုထောင်းအောင်မှန်းလည်းသူသိတယ်။အဲ့ဒါကို2021ကထောင်းထားတယ်ဒီ page ကိုမသိဘူးလို့လိမ့်နေဆိုတော့မိဘပြည်လို့စဉ်းစားကြည့်ပါအောင်ရှင်။ဒေါန်ဆန်းစုကြည်ကကျွန်တော်တို့ထင်တဲ့လောက်တော့မဖြူစင်တာမှန်ပဲရှင့်။ကျွန်တော်တို့ထင်တဲ့လောက်လည်းပြည်သူတွေကိုမချစ်တာမှန်ပဲရှင့်။ကျွန်တော်အလိုပဲမြင်ပါတယ်။ဒီတော့သတင်းလေးကိုအနည်းချက်အောင်မယ်ဆိုတော့ရှင်။ဒေါက်ဆာဆန်းမောင်ကလည်းပြည်သူတွေကိုလိမ့်နေ တပတ်ရိုက်တယ်ဒေါအောင်ဆန်းစုကြည်ကလည်းပြည်သူတို့တပတ်ရိုက်တယ်ဆိုတော့ကျမတို့ဘသူ့ကိုယုံကြည်ရမှာလဲရှင်ဒေါအောင်ဆန်းစုကြည်ချစ်လို့ဆိုပြီးတော့တော်လိုင်းလှုပ်ကြတဲ့လူငယ်တွေလည်းအသေးကွဲတာပေါ့ရှင်ဒေါအောင်ဆန်းစုကြည်သူတို့မျက်နှာကိုစမ်းမမထောက်ခဲ့ဘူးရှင်ပေးထွက်တန်ရုပ်ဖြစ်မဲ့ကိစ္စတွေတားလို့ရရဲ့သားနဲ့သူမတားခဲ့ဘူးရှင်။ဒါအပြင်ဒေါ်ဆန်းဆမော်ကလည်း CRP ကို NUG ကို supporting ပေးခဲ့ထောက်ဖို့လုပ်ခဲ့ပြီးတော့အခုကျမှ NLD တီတော့ဥစားနဲ့ဟို NUG နဲ့ဥစားနဲ့မဆိုင်ပါဘူးဆိုပြီးတော့ထပြောတယ်ဆိုတော့ ဒေါ်ဆန်းဆန်းပေါ်ပြောင်းလဲသွားတာ2023မှာပြောင်းလဲသွားတာအရှင်ကျမသူ့ Facebook account တခုလုံးကိုထုံးလို့ချေရေလို့နှောက်ပြီးတော့ရပ်ပေါင်းများစွာကြည့်ရှုပြီးပြီရှင် post တွေကိုလည်းကျမ screen shot တွေယူပြီးပါပြီရှင်ဒေါ်ဆန်းဆန်းပေါ်ဘာကြောင့်ပြောင်းလဲသွားလဲဆိုတော့သူ့အတူပဲသိပါလိမ့်မယ်ပြီးတော့ဒေါ်ဆန်းပေါ်ကလေ pencil လို့လည်းမတည့်ဘူးရှင်မတည့်ဘူးเนาะအဲ့လိုလားရှိရဲ့ဒါတော့သူ့ကြားရတဲ့ဇလန်းနေရလို့ရှင်ဖော်လေးဖော်လေးပေါ်လေးဖြစ်မှာပါပဲကျမတို့တော်တော်အချိန်မရလို့ချို့ရလေးမဖော်နိုင်သေးတာပါအချိန်ရတဲ့ခါကျရင်တော့တည်တည်ချာချာလေးထိုင်ပေါ်ပါအောင်မယ်ရှင် လူကြီးမင်းတို့အနေနဲ့မိဘပြည်သူတွေပေါ်မှာထားတဲ့စေတနာလေးတွေမိဘပြည်သူတွေသိအောင်လို့ကျွန်တော်တို့ခေါ်ထုတ်ပေးရတာဖြစ်ပါရှင့် NLD မှာရှိရတဲ့လူတွေပေါ့နော်ဖြူရင်းမှာရှိရတဲ့လူတွေပြပမှာရှိရတဲ့လူတွေအခုချိန်ကြီးပြည်သူတွေကိုလိန်နေတော့မယ်နော်ကိုကျိုးစည်းဝါနဲ့ပြည်သူတွေရဲ့အကျိုးစည်းဝါကိုရောရှက်ပြီးတော့ပြည်သူတွေကိုညာနေတော့မယ်နော်တတော်အားမှုကောင်းတာပဲရှင်လူချင်းမင်းတို့ရဲ့သမိုင်းမှတ်တမ်းတွေမှာဒီလိုမျိုးတွေပေါ်ထုတ်ခံရမှာမရှက်ဘူးလားရှင်အခုဖြစ်စဉ်ကရှင်းပါတယ်လော်စန်မော်ရဲ့ရည်ရွယ်ချက်က NLD ကိုပြန်ပြီးကဲတင်ခြင်းလား NLD ကလည်း ဖြည်းဖြည်းပြောရင်ဒေါန်ဆန်းစုကြီးမရှိတော့မှသူကသူ့အတူရက်တီကျင်တယ်။ဘာကြောင့်လဲဆိုတော့ NLD မှာဝင်ပြီးတော့နေရာယူကျင်တဲ့သူတွေကအများကြီးရှိရဲ့ရှင့်။ NLD ဆိုတဲ့ခေါင်းစဉ်အောက်ကနေရွေးကောက်ပွဲဝင်လို့ရှိရင်ဘယ်ဒေသမှာဝင်ဝင်အနည်းဆုံးတော့လှတ်တော်အမတ်နေရာတွေလုံလောက်တဲ့ပေါ့နော်ဝင်ကြီးတို့ဘာလို့ပေါ့ရှင့်အဲ့လိုအခြေအနေတွေဖြစ်နိုင်နေဆိုတော့ကောင်းကောင်းသိတဲ့အတွက် NLD ဆိုတဲ့နာမည်သူတို့မစွန့်လွှတ်နိုင်တာ။နိုင်ငံရေးကိုတကယ်လှုပ်ချင်တာလည်းမဟုတ်ဘူးနိုင်ငံတော်ချစ်တာလည်းမဟုတ်ဘူး NLD ကိုသူတို့ကလိုချင်တာ NLD အောက်မှာပဲလှုပ်လှုပ်ချင်တာရှင့်။ တို့ဟာနိုင်ငံတော်တစ္ဆာခံနာတာမဟုတ်ဘူး energy ကိုတစ္ဆာခံနာတာဒါကြောင့် energy ဆိုတဲ့နာမည်ကိုအတင်းဆွဲယူနေကြတာကျမတို့အနေနဲ့လူကြောက်ရဲ့စကားတွေပေါ်မှာပေါ့နော်လက်ခံခြင်းလက်မခံခြင်းဆိုတာလူချင်းမင်းတို့ခြိုက်တယ်လို့ဆုံးဖြတ်လို့ရတယ်ဒေါ်စံပေါ်ပြောတာကိုသွားနာထောင်ကြည့်ကျမပြောတဲ့အချက်တွေနဲ့တိုက်ဆိုင်ပြီးစစ်ဆေးကြည့်ရှင်သူ့ရဲ့စိတ်ရင်းစိတ်ခံကိုမြင်ရလိမ့်မယ်ဒါကြောင့်ကျမဒီသတင်းသုံးသပ်ချက်လေးကိုစိတ်ရှိလက်ရှိနဲ့အသေးစိတ်အပြည့်စုံရှင်းပြပေးတာဖြစ်ပါတယ် ကျွန်မရှင်းပြမှုကတလောက်နဲ့လည်းမရက်ပါအောင်ရှင်းနောက်နေ့တွေမှာလည်းဒီ data တွေအချက်လက်တွေအားလုံးနဲ့ကျွန်မအရှိမပြောခဲ့သလိုပဲရုပ်တံစောင်းမတစ်ခုကျွန်မလုံအောင်မယ်ရှင်းဘာကြောင့်လဲဆိုတော့တာဟာသမိုင်းမှတ်တမ်းနေပါပဲနိုင်ငံတော်ကတော့ NLD တွေပေါ့နော်တောင်ဆန်းစုကြည်တို့ပေါ်မှာတော်တော်ညှင်းရတယ်ရှင်းကျွန်မတို့ကတော့နိုင်ငံတော်တစ္ဆာဖောက်တဲ့သူတွေပေါ်မှာမညှာတော့လို့ဆုံးဖြတ်ထားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်မတို့သူတို့ကိုညှာလိုက်ခြင်းအဖြစ်ကျွန်မတို့ကနိုင်ငံတော်တစ္ဆာဖောက်လို့ဖြစ်သွားမှာ ကျမတို့အမှန်တိုင်းပြောမှဖြစ်မယ်ရှင်။တမိုင်းမှတ်တမ်းအမှန်တရားတွေကျမတို့မျိုးဆက်မှာပြောပြခဲ့မှဖြစ်မယ်။ဒီတော့မှနောက်ချိန်ကျလို့ရှင်လူငယ်တွေကတင့်တယ်လို့စီမံလို့ရမှာရှင်။ကျမတို့ကသူတို့ရဲ့တိတ်ခါငဲလိုက်လို့ရှင်ကျမတို့နိုင်ငံတော်မငဲရရောက်ပါတယ်။ဒါကြောင့်ကျမတို့ကနိုင်ငံတော်အတွက်ပဲငဲမယ်။နိုင်ငံတော်အတွက်ပဲကြည့်မယ်။နိုင်ငံတော်ရုံမာခဲ့တဲ့သူတွေလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုကျမအတက်နိုင်ဆုံးဖော်ထုတ်သွားမယ်ရှင်။ဒါဟာကျမပခုံးမှာထမ်းထားတဲ့တာဝန်သာဖြစ်ပါရဲ့ရှင်။ ကျွန်မသတင်းသုံးသပ်ချက်လေးကိုဒီလောက်နဲ့ပဲရှင်းသားပြပါစီရှင်ကျွန်မဒီနေ့သတင်းလေးရတော့သတင်းတပုတ်သေးကိုခေါင်းစဉ်ကွဲလေးတွေနဲ့တင်ဆက်သွားတာဖြစ်ပါရဲ့ရှင်ကျွန်မတင်ဆက်တဲ့အကြောင်းရင်းအရှင်းပါတယ်မိဘပြည်သူများလှည့်ပြားခံရခြင်းတွေကင်းဝေးအောင်လို့ကျွန်မတင်ဆက်တာဖြစ်ပါရဲ့ရှင်ဒီနေ့ကျွန်မရဲ့ပေါ့နော်သတင်းသုံးသပ်ချက်အဆုံးသတ်လေးမှာစုတောင်းမြေတာစကားမြန်ပြောတယ်ဒီနေ့မှာကျမတခုပဲဆူတောင်းပေးခြင်းနဲ့ကျမရုပ်တံကြည့်တဲ့မိဘပြည်သူတွေရောမြန်မာနိုင်ငံမှာရှိနေတဲ့မိဘပြည်သူတွေရောအားလုံးပဲလူချင်းချင်းလှည့်ပတ်ခံရခြင်းကင်းဝေးကြပါစေလို့သာကျမအနေနဲ့ လေးနဲ့ဆိုတာဆူတောင်းမြစ်တာပို့တာလေးရပါရဲ့ရှင်။